အားလုံးပဲမင်္ဂလာပါဒီနေ့မှာကတော့ channel ကိုသွားပြီးတော့ do yin thi တွေသွားစားမှာဖြစ်ပါတယ် channel မှာရတဲ့သီးနှံတွေကိုလည်းသွားခုမှာဖြစ်ပါတယ်ဆိုတော့အတူတူ like ခဲ့ကြပါဦးเนาะမိုးဖွဖွလေးရွာနေတာဖြစ်တဲ့အတွက်ကြောင့်ဥထုပ်ဆောင်းသွားမှာဖြစ်ပါတယ်ကျွန်တော်ကကြတော့ခမောက်ဆောင်းမယ်ပေါ့เนาะ clear မုတ်စားခြင်းနဲ့ဆိုလို့မိုးဆိုင်ကိုလည်း like ပို့ခဲ့ပါသေးတယ် အခုဆိုရင်ဒူးရင်း channel ကိုရောက်သွားပြီပေါ့နော်ဒူးရင်းဘယ်တွေမှာဒူးရင်းဒီသွားရှာရအောင်မယ်ပေါ့နော်တူတူ like ခဲ့ကြပါဦး Floyd တနေ့မှာပဲမိုးတွေလည်းတဖွဲ့ဖွဲ့ရွာနေပြီးတော့အုတ်မိုင်းနေရပေါ့နော် Floyd လို့သိမကောင်းပဲဖြစ်နေပါတယ်အကားတော့ကြက်မောက်ပင်ဖြစ်ပါတယ်ကြက်မောက်သီးတွေကတော့အာမမှတ်သေးဘူးပေါ့နော်ကြက်မောက်သီးတွေအများကြီးပဲဒါကြက်မောက်ပင်တွေလည်းအများကြီးပဲ channel ထဲမှာစိုက်ထားပါတယ် ဒါချက်မောက်ပွင့်တွေပေါ့နော်ချက်မောက်ပီးတွေကလည်းမမက်သေးပဲနဲ့စိမ့်နေဖြစ်တော့ကြာတပြေးတည်းကိုမြင်နေရတာပဲဖြစ်ပါရဲ့ဒီမှာမမက်သေးဘူးပေါ့နော်ချက်မောက်ပီးတွေပေါ့နော်ဝင်းပင်နာကိုရောက်ပြီပေါ့နော်တွင်သီးတွေကတော့ဟိုးအပင်မြင့်ပေါ်မှာပဲတွေ့ရလိမ့်မယ်ပေါ့နော် ကောင်းကင်ပြင်တစ်ခုလုံးကလည်းမှောင်မဲနေတာဖြစ်တဲ့အတွက်ကြောင့်ရိုက်ပြလို့မမြင်ပဲဖြစ်နေရပေါ့နော် အပင်မြင့်ပင်အောင်မှာဒွင်းအသီးတွေလိုက်ရှာလိုက်ပါဦးမယ်နောက်တစ်ပင်ကကျတော့ခြံစပ်ပင်ကိုသွားမယ်ပေါ့နော်ခြံစပ်ပင်လို့ဘာလို့ခေါ်ရလဲဆိုတော့တခြားသူရဲ့ခြံနဲ့စပ်နေလို့ပေါ့နော် ခြံစပ်ပင်ရဲ့အသီးတွေကိုအနှဲငယ်မြင်နေရတာပဲဖြစ်ပါတယ်။ဒီခြံစပ်ပင်အားကြတော့ဒူးရင်သေးတွေကောင်းကောင်းမကျသေးဘူးပေါ့နော်။ဒါပေမဲ့လိုက်ရှာကြည့်ရပါဦးမယ်။ခြံစပ်ပင်မှာလည်းဒူးရင်သေးမရဘူးပေါ့နော်။ဆိုတော့နောက်ထပ်နောက်ထပ်တပင်ကိုသွားမှာဖြစ်ပါတယ်။ဒီအပင်ရဲ့နာမည်ကိုကြတော့ကျမအကြိုက်ပင်လို့ပေးထားရပေါ့နော်။ဘာကြောင့်လဲဆိုတော့ကာမလေးတွေတော်တော်များများကကြိုက်ကြလို့ပေါ့နော်။ ဒီဒူးရင်ပင်ဟာဆိုရင်ကျွန်တော်တို့အဘိုးဘွားခေတ်တုန်းကတောင် ရှိခဲ့တဲ့ဒူးရင်ပင်ပေါ့နော်အခုချိန်ထိရှိနေသေးတာဆိုတော့တက်တန်အရင်ဆုံးဒူးရင်ပင်လို့ပြောလို့ရပါတယ်ဒီပင်ကတော့အရန်ကြီးရယ်တနေ့တနေ့ဆိုရင် အလုံး100လောက်ပြီးရယ်ပေါ့နော်သူ့ရဲ့အရသာကလည်းအရန်ကောင်းတယ်ထိမိတယ်ပေါ့နော်ဒီပင်ကကျတော့ကြအများဆုံးပင်ဖြစ်တာကြောင့်မလို့တိတိကျကျလေးလိုက်ရှာကြည့်ပါမယ်အလုံးကျတော့ PC လေးပဲပြီးရယ်ပေါ့နော် ြီးတော့အနံ့လည်းမရှိဘူးပေါ့နော်စားလို့ရမှန်မရမှန်တော့မသိဘူးပေါ့နော်ဒါကြခါစားမလို့အနံ့မရှိတာလားတော့မသိဘူးပေါ့နော်အခုဆိုရင်ဒွင်းပင်တွေမှာဒွင်းသီးရှာလို့ပြီးသွားပြီပေါ့နော်ဒါကတော့အရန်ကြီးတဲ့ဒွင်းသီးကိုရားခဲ့တာပဲဖြစ်ပါတယ်အနက်ကတော့မရှိသေးဘူးပေါ့နော်အချိန်တစ်ခုလောက်စောင့်ပြီးတော့မှအနက်ကထွက်လာလို့ရှိရင်ရောင်းစားလို့ရရပေါ့နော်ဈေးကောင်းရပါမယ် ီအသီးတွေကတော့ကျွန်မအကြိုက်ပင်ကအသီးတွေဖြစ်ပါတယ်။သူ့ရဲ့အရွယ်ကက PC ကလေးတွေပေါ့နော်။သူ့ရဲ့အပင်ကက DIY တွေပဲတီးတက်တယ်ပေါ့နော်။သူ့ရဲ့အရသာကတော့အရွယ်နဲ့မလိုက်ဘူးအရန်ကောင်းပါတယ်။ဒီအသီးတွေကလည်းအနားမရှိသေးဘူးပေါ့နော်။ကြားခါစားမလို့အနားမထွက်တာလည်းဖြစ်နိုင်တယ်ပေါ့နော်။ဒါကြတော့အနမရှိတဲ့အနမထွက်သေးတဲ့အသီးတွေပဲเนาะ အဲနည်းနည်းလေးအချိန်ခဏလေးထားပြီးတော့စောင့်ကြည့်မှဖြစ်ပါတယ်ဆိုတော့ဒီအလုံးအကြတော့အာအရှိပဲပေါ့နော်ဈေးကောင်းကောင်းရနိုင်ရဲ့ဒါကြောင့်မစားဘူးပေါ့နော်ညာပဲဒူးရင်တီးတွေခွဲစားမှဖြစ်ပါတယ်အဲ့တော့ပုံနေတော့တာတော့တော့ရပါ ထားသွေးနေရပေါ့နော်ထားပြီးသွားပါတယ် หน้าใหญ่หน้าใหญ่นี่จเอาหุ่นตัวนี่ตีใหญ่ก่ะไหลไหลว้าวว้าวซาลุยใหอ่ปอนเนาะดีแต่ลงอาะาระเอามาซาหนึ่งคื่ใหญ่ซาลาคู่หนึ่งคูเใหญ ဒီဒွင်းသီးကတော့ဖင်နာကပဲနည်းနည်းပုတ်နေတာပေါ့နော်ဒွင်းသီးရဲ့မော်ရီမှာမထိဘူးမပုတ်ဘူးစားလို့ရတယ်ပေါ့နော်ဟာစားကြရစားကြပါအောင် 土爷爷倒比较满意，马来马来，比较比较一般。 အရင်စားလို့ကောင်းတဲ့ထဲမှာမပါဘူးပေါ့နော်နှစ်မျိုးလို့စားလိုက်ပါဦးမယ်စားကြပါအောင်嗯，打来那么细，打来那么细，你也买。 ထပ်တစ်လုံးထပ်ခွဲတွင်းသေးလဲစားပြီးတော့ရေဆိုတော့ vlog လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေကြီးစုအားပေးခဲ့ကြတဲ့သူတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ် channel လေးလည်း subscribe လုပ်တော့ပေးကြပါအောင်နော်